တခါတုန်းကတိုင်းပြည်တပြည်မှာဘီရင်ကြီးတပါရှိပါတယ်။ဘီရင်ကြီးကတော့စိတ်တဘောထားပြေးဝပြီးသူ့ရဲ့တိုင်းပြည်ကိုတရားသဖြင့်အုပ်ချုပ်ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ဘီရင်ကြီးကမပြောနိုင်တော့ပါဘူး။အကြောင်းကတော့သူ့ရဲ့မိဖုရားကြီးမှာသူဆန်းတဲ့ယောဂဝေဒနာကိုခံစားနေရလို့ဖြစ်ပါတယ်။မိဖုရားကြီးရဲ့တရင်ကြောင့်နန်းတွင်ထဲကသူတွေအားလုံးလဲစိုးရင်ထိတ်လန့်နေကြကြပါတယ်။မိဖုရားကြီးရဲ့ယောဂဝေဒနာကတော့ပဲစေးပဲတောက်တောက်မပြောက်ခင်မှာဘူး။ပါပဲဆာဆာ နာကျင်မှုဝေဒနာပဲခံစားနေရပါတယ်။ဒါကြောင့်ရှေးပဲတောက်နေရပါတယ်။အာရင်ချိနဲ့လာတာနဲ့အမျှမိဖုရားကြီးရဲ့အခြေအနေကပုံမဆိုးရင်စရာကောင်းလာပါတယ်။ဘီရင်ကြီးကလည်းသူ့ရဲ့မိဖုရားကိုကြည့်ပြီးတော့စိတ်မသက်မသာခံစားလာရပါတယ်။ငါရဲ့မိဖုရားယောဂါကိုတိုင်းပြည်ထဲကအတော်ဆုံးသမားတော်နဲ့ရှာဖွေကူတာမယ်။ဘာပဲဖြစ်ဖြစ်သက်တာပြောက်ကင်းလာမှသိချပါတယ်။မိဖုရားကြီးအရင်လည်းမဆိုးရင်ပါနဲ့။နမတော်ရဲ့ယောဂအခြေအနေကိုနမတော်ပဲသိပါတယ်မောင်တော်ရဲ့။ နမတော်အတွက်အရန်လက်ဆိုးရင်နေပါနဲ့အခုခံစားနေရတဲ့ယောဂါကုသနိုင်မဲ့ဆေးမရှိပါမောင်တော်ဒါထူးဆန်းတဲ့ယောဂါပါတကယ်လို့နမတော်သေသွားရင်လေတခြားတယောက်ကိုမိဖုရားတင်မြှောက်လိုက်ပါမောင်တော်ငါတော့မင်းခံစားနေရတဲ့ယောဂါထူးဆန်းတဲ့ယောဂါလို့မထင်ပါဘူးကွယ်မင်းရဲ့ယောဂဝေဒနာတာမန်ယောဂါမျိုးဖြစ်မှာပါ ကုသနိုင်မဲ့သူရှိကိုရှိရမယ်မင်းတလောက်လဲဆိုးရင်မနေပါနဲ့မန်လာပါအရှင်မင်းကြီး မိဖုရားကြီးခံစားနေရတဲ့ယောဂါတာမန်ယောဂါမျိုးမဟုတ်ပါဘူးကုသနိုင်မဲ့သူတွက်ချက်စစ်ဆေးကြည့်တော့သိနိုင်ပါလိမ့်မယ်ပုံနာကြည့်ငါငါရဲ့မိဖုရားငါတမိုးထားတယ်သူ့ရဲ့ယောဂါဝေဒနာသာပျောက်ကင်းသက်သာမယ်ဆိုရင်ငါပါမစို့လှုပ်ဝင်နေပုံနာကြည့်မိဖုရားကြီးရဲ့စာတော်တွက်ချက်ကြည့်ပျောက်ကင်းအောင်ကုသပေးနိုင်မယ်တမားတော်ရှာဖွေပေးဦးဒီထူးဆန်းတဲ့ယောဂါပျောက်ကင်းအောင်ကုသနိုင်မယ်နီးလန်းရှိလားပုံနာကြီးကြောင့်သား ငါရဲ့မိဖျားကြီးယောဂပျောက်ကင်းသွားမယ်ဆိုရင်စူးလက်ကြီးကြီးတော့တေချာပေါက်ကိုရလိုက်မယ်။မှန်လားပါရှင်မင်းကြီး။ကျွန်တော်မျိုးအခုပဲစစ်စေးတွက်ချလိုက်ပါမယ်။ဒီနောက်မှာတော့နန်းတွင်းပုံနာကြီးကမိဖျားကြီးခံစားနေရတဲ့ယောဂဝေဒနာကိုသက်သာပျောက်ကင်းအောင်ကုသပေးနိုင်မဲ့တမားတော်ကိုတေချာစစ်စစ်တွက်ချက်ကြည့်ပါတယ်။ပုံနာကြီးကမိဖျားကြီးရဲ့ကံကြမ္မာကိုလည်းထပ်ပြီးတော့စစ်စေးကြည့်လိုက်ကညံ့တာတဖြည်းဖြည်းပြုံးရှင်လာတယ်။ဒီနောက်မှာတော့ပုံနာကြီးလည်း ဘယင်ကြီးကိုအခုလိုရှောက်တက်ပါရယ်။မှန်လာပါရှင်မင်းကြီး။မိဖျားကြီးကတော့ပြန်လည်ပြီးကောင်းမွန်လာနိုင်ပါရယ်။သူ့ရဲ့ထူးဆန်းတဲ့ယောဂါကိုတတ်တာပြောက်ကင်းအောင်ကုသပေးနိုင်မယ့်စီမရှိဘူးဆိုတာကလုံးဝမဟုတ်ပါဘူး။နီလန်တခုတော့ရှိပါရယ်။သက်ရဲချောက်တဲ့မော်ရွှေတော်မှာရွှေမွေတကောင်ရှိပါရယ်။သူကထူးခြားပြီးမော်ဆန်တဲ့ရွှေမွေပါ။အဲ့ဒီရွှေမွေရပဲမိဖျားကြီးရဲ့ယောဂါဝေဒနာကိုတတ်တာပြောက်ကင်းအောင်ကုသပေးနိုင်ပါလိမ့်မယ်။ဒီရွှေမွေရဲ့ကြိုက်တာကိုခံလိုက်ရရင် ငကိုအတိုင်းပျောက်ကင်းသွားမှာပါဒါပေမဲ့ဒီရွှေမွေတို့ရဖို့ကတော့မလွယ်ကူလှပါအောင်ရှင်မင်းကြီးဟေးပုံနာကြီးပြောတာသေချာရဲ့လားငါကတော့ဒီတရေ၆တဲ့တော်ရရွှေမွေမတွေ့တွေ့အောင်ရှာခန်းလိုက်မယ်ဒီရွှေမွေတို့ရဖို့ကမလွယ်ကူလှပါအောင်မင်းကြီးတော်ရကိုဝင်လိုက်တာနဲ့အန်တရရှိပါတယ်မော်ဆန်နဲ့တစ်တော့ကလည်းကြောက်စရာကောင်းပြီအသက်ရှင်ရက်နဲ့ပြန်ထွက်မလာနိုင်ပါအောင်မင်းကြီးဟိုးဒီမော်တော်ကဘလောက်ပဲကြောက်စရာကောင်းနေပါစေ။ ရွှေမွေတို့ရောင်စူးစားရှာမယ်။ဝန်ကြီးတို့မူးမတ်တို့အခုဘလို့လှုပ်တင်လဲရှောက်တင်စေ။မှန်လာပါပြင်ကြီး။ဒီရွှေမွေဖမ်းနိုင်မဲ့သူကိုတိုင်းပြည်ထဲမှာလိုက်လံကြီးညာပြီးရှာဖွေရပါမယ်။ကောင်းပြီ။ငါရဲ့တိုင်းပြည်ထဲလူငယ်တွေကိုတောအုပ်ထဲမှာနေထိုင်နေတဲ့ရွှေမွေကိုလိုက်လံရှာဖွေခန်းရမယ်။ဘသူမဆိုဒီရွှေမွေကိုဖမ်းပြီးငါစီယူလာခန်းရမယ်။ရွှေမွေရလာတဲ့သူကိုမြို့တစ်မြို့ကိုအုပ်ချုပ်ခွင့်ပေးပြီးညာပြလာတဲ့ရွှေငွေတွေကိုပေးမယ်လို့ကြေညာစေ။ အဲဒီလိုနဲ့နန်းရင်းထက်ကဥတီဟာပလာကရဲမန်းမြောင်နဲ့တူတူထွက်လာပြီးရွှေမွေကိုလိုက်လံရှောက်ဖွေဖို့အတွက်ဘီရင်ကြီးမိတ်နဲ့အတိုင်းလိုက်လံကြီးညာခဲ့ပါတယ်။ဘီရင်ကြီးရဲ့အမိတ်ကိုကြားလိုက်ရတော့ကျွာလေးတရသူတွေကလည်းရွှေမွေကိုဖမ်းဖို့အတွက်စိတ်ဝင်စားနေကြပါတယ်။အားလုံးပဲနားထောင်ကြပါဘီရင်အမိတ်တော်ဘီရင်ကြီးရဲ့မိဖုရားကြီးမှာ အခုထူးဆန်းတဲ့ယောဂါကိုခံစားနေရပါတယ်။ယောဂါကုသပေးနိုင်မဲ့ရွှေမွေကိုအမြန်ဆုံးရှာဖွေဖို့လိုအပ်ပါတယ်။ ရွှေမွေကိုဖမ်းဆီးလာနိုင်မဲ့သူကိုမျိုးတို့မျိုးကိုအုပ်ချုပ်ခွင့်ပေးမယ်။ရွှေငွေအောက်စာတွေလည်းထပ်ပေးမယ်။တိုင်းပြည်ထဲမှာနေထိုင်နေကြတဲ့ဘသူမဆိုရွှေမွေကိုဖမ်းဆီးလို့ရပါတယ်။တိုင်းပြည်ထဲကသူတွေလည်းတည်တင်းုံကြတော့အရန်ကိုစိတ်လုံရှားသွားကြတယ်။ရွှေမွေကိုဖမ်းဆီးနိုင်ုံနဲ့မျိုးတို့မျိုးကိုအုပ်ချုပ်ခွင့်ရသွားမှာမို့အားလုံးကရွှေမွေကိုဖမ်းဆီးနိုင်ဖို့ကြိုးစားကြပါတယ်။ဒီနေ့မှာတော့စုံကြီးတို့တောင်းရောက်တာရွှေမွေကိုဖမ်းဆီးဖို့အတွက်လိုအပ်တာတွေရှုလာပြီး တောအုပ်လေးတဲကိုဝင်လာကြပါတယ်။သူတို့ရောက်လာတဲ့နေရာကတော့တရဲ၆တဲ့မော်ရွှေတောအုပ်ပဲဖြစ်ပါတယ်။စော်ကြီးတို့၃ယောက်ကတောနဲ့ပိုင်းတဲ့ထိဝင်လာကြပြီးတောအုပ်တစ်ခုလုံးကထူးထူးခြားခြားတိတ်ဆိတ်နေလေရဲ့။မော်ရွှေတောအုပ်ရဲ့မနီမဝေးရွာလေးတရွာမှာအောင်ချစ်တို့သားဖနေထိုင်ပါတယ်။အောင်ချစ်ရဲ့အဖေဖြစ်သူနာမည်ကတော့ဦးဝင်းမောင်လို့ခေါ်တယ်။အခုဆိုရင်အောင်ချစ်ရဲ့အဖေဖြစ်သူမှလည်းသူဆန်းတဲ့ယောဂဝေဒနာကိုခံစားနေရပါတယ်။ ဦးဝင်းမောင်ကတော့ပါစီပဲတတ်တော့သူ့ရဲ့ယောဂါကတက်တာပြောက်ကင်းမသွားပဲကျမ်းမာရဲ့အချင်းတွေကကြာလေလေပုတ်ပုတ်ဆိုးလာပါတယ်အခုဆိုရင်နေမကောင်းဖြစ်နေတာရက်တော်တော်ကြပြီအိမ်ရထဲကနေမထနိုင်ပါဘူးအောင်ချစ်ကတော့အဖေဖြစ်သူကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေရပါတယ်အောင်ချစ်ကတော့ရွှေမွေရဲ့တည်င်းတွေကိုလည်းကြားထားပါတယ်ဒါကြောင့်မဲယောဂါမျိုးမျိုးကိုပျောက်ကင်းစေနိုင်မဲ့ရွှေမွေကိုအောင်ချစ်ကလည်းလိုက်လံရှာချက်နေပါတယ်အောင်ချစ်ကယောဂါခံစားနေရတဲ့အဖေဖြစ်သူကိုကြည့်ပြီး သူစဉ်းစားထားတာကိုသူ့အဖေကိုပြောပြလိုက်တယ်။အဖေ၊ဒါရွှေမွေကိုလိုက်ရှာချင်တယ်။အဖေရဲ့ယောဂါကိုပျောက်ကင်းအောင်လုပ်ပေးနိုင်ပါလိမ့်မယ်။အဖေရဲ့ယောဂါပျောက်ကင်းသွားရင်အဖေလည်းအေးအေးချမ်းချမ်းလေးနေနိုင်ပြီလေ။ဒါရဲ့အဖေရဲ့ယောဂါကိုပျောက်ကင်းနိုင်မယ်ဆီမရှိပါကွယ်။ဒါရဲ့ရွှေမွေရလည်းအဖေရဲ့ယောဂါကိုပျောက်ကင်းနိုင်မယ်လို့အဖေမထင်ပါဘူးကွယ်။အဖေမနေ့တော့ကနန်းတော်ထဲကနေဂျင်ညာချက်တစ်ခုထုတ်တယ်အဖေ။ရွှေမွေဆိုတာရှိတယ်တဲ့။အဲ့ဒီရွှေမွေက တရေအရင်ခြောက်တဲ့မော်ရွှေတော်အုပ်ထဲမှာနေတယ်လို့ကြားတယ်။သူကယောဂဝေဒနာမျိုးမျိုးကုသပေးနိုင်တယ်တဲ့။အဲ့ဒီရွှေမွေကထူးဆန်းတဲ့ယောဂတွေအတောင်ကုသပေးနိုင်တယ်လို့ပြောတယ်ဖေ။အေးပါ။အဖေလည်းအဲ့ဒီလိုပဲကြားရတယ်။ဒါပေမဲ့ရွာထဲကသူတွေရွှေမွေကိုလိုက်ရှာရင်တော့အနေများပါတယ်သားရဲ့။သားဒီရွှေမွေသွားရှာပေးအဖေကိုကုသပေးတာထက်နန်းတော်သွားတာပိုပြီးအဆင်ပြေပါလိမ့်မယ်။အခုတော့သားအဖေကိုထောက်ပံ့နိုင်ဖို့အတွက်အခက်အခဲဖြစ်နေရတယ်မလား။ ဒါအဖေကိုတယောကအမြန်ဆုံးပြောက်ကင်းစေချင်တာအဖေအန်တီရများပေမဲ့တာကီယုမဆိုင်ပါအဖေရဲ့အခုပဲတီရွှေမွေကိုတားမြန်သွားရှာပါမယ်အဲ့ဒီနောက်မှာတော့အောင်ချက်ကအိတ်တလုံးကိုပခုံးပေါ်ထမ်းရင်းရွှေမွေကိုရှာဖွေဖို့အတွက်တောအုပ်လေးတဲ့ကိုထွက်လာပါတယ်အောင်ချက်မှာတော့တခြားသူတွေလိုဘာလက်နဲ့မှမပါပါဘူးသူကတော့အဖေဖြစ်သူရဲ့ယောဂါကိုကုသပေးနိုင်မယ်ရွှေမွေကိုတို့ရင် အတနာခံပြီးအကူအညီတောင်းဖို့စဉ်းစားထားပါတယ်။တပတ်မှာတော့ရွှေမွေကိုအသေးအတန်ရှာဖွေနေကြတဲ့ဇော်ကြီးတို့ဖွဲ့ကတိုးနဲ့ကြီးရဲ့တနေရာကိုရောက်လာကြတယ်။သူတို့၃ယောက်ကတော့ခက်သက်သက်လမ်းလျှောက်လာရင်တနေရာကိုရောက်လာတော့ထူးဆန်းတယ်လို့ခန်းစားလိုက်ရပါတယ်။ဒီတစ်တော်ကတော့တခြားတစ်တော်တွေလိုမဟုတ်ပါဘူး။သူတို့၃ယောက်လည်းအရှိကိုဆက်မသွားဝန်းတော့ပဲခဏရက်ပြီးအချင်းချင်းတိုင်မြင်လိုက်ကြတယ်။မင်းတို့နည်းနည်းထူးဆန်းတယ်လို့မခန်းစားရအောင်လား။ဒီနေရာကိုရောက်လာတာတမျိုးပဲ။ ငါတို့အနေကြားတဲ့ကိုရောက်လာမိပြီထင်တယ်။ဟုတ်တယ်ကွာ။ဒီတော့အုပ်တဲကိုခြေချရတဲ့ကတမျိုးခန့်စားနေရတာ။ဒီတော့အုပ်ကဘလူမျိုးလဲ။အရှောင်းတိတ်ဆိတ်နေရပဲကွာ။တခြားတရိတ်ဆန်လေးတွေလည်းဘာမှမတွေ့ရအောင်ငါတို့ဒီကနေပြန်ကြတာကောင်းမှန်ထင်တယ်။ငါစိတ်ထဲမှာကြောက်တယ်လို့ခန့်စားနေရတယ်ကွာ။ဟာမင်းကဘာလို့ပြန်ချင်တာလဲ။ငါတို့ဒီရွှေမွေရတာနဲ့တင်မျိုးတမျိုးအုပ်ချုပ်ရပြီးတော့ချမ်းချမ်းသာသာနေလို့ရပြီလေ။မကြောက်စမ်းပါနဲ့ကွာ။ငါတို့တူတူစူးစမ်းကြတာပေါ့ ဒီကိုရောက်လာပြီးမှတော့ဘာမှမထူးတော့ပါကွာရှာမယ်ခီအောင်လေဒီရွှေမွေကတကယ်ဟုတ်ရှိလို့လားကွာငါတော့သိမယုံငါတို့ဒီတောအုပ်လေးထဲမှာရွှေမွေကိုလှရှာနေတာကြားပြီးအခုချိန်ကြီးခေါင်းမပြောနဲ့အမီးအောင်မတွေ့ရသေးဘူးငါတို့တို့ရိတ်ခါတွေလည်းကုန်သွားပြီလေဆက်နေတော့အနေအကြီးကြီးနဲ့ကြုံလာရနိုင်တယ်ကွာမင်းရလေကွာအလောက်ထိမကြပါနဲ့ငါတို့မှလေးများအပြည့်စုံရှိရလေမင်းတို့တစ်ခုခုကအန်ဒီရပေးလိုက်ငါတစ်ချက်ထဲနဲ့ပြစ်ပြီးကာကွယ်ပေးမှာပေါ့ကွာ စော်ကြီးတို့သုံးယောက်သားအပြင်းလန်စကားပြောဆိုနေကြတော့တောအုပ်ရဲ့တစ်ဖက်ကနေမွေတကောင်ထွက်လာပါတယ်မွေတကောင်ကသူတို့သုံးယောက်ရှိရာကိုချက်ချင်းပဲရောက်ချလာတယ်။အိုးမွေမွေကြီးမွေမွေကငါတို့ကိုက်တော့မယ်ကွာဒီဒီမွေကငါတို့အန်ဒီယပေးဖို့ရောက်လာတာထက်နဲ့မင်းမကြောက်ပါနဲ့ကွာတိတ်လည်းမကြီးပါဘူးငါတစ်ချက်ပြစ်လိုက်ရုံနဲ့တည်သွားမှာအဲ့ဒီအချိန်မှာပဲသူတို့ရဲ့အရှိမရှိနေတဲ့မွေကပူပူကြီးလာပါတယ်။သူတို့ရဲ့မျက်စိရှိမှပဲအရှမ်းကိုကြီးလာတာကြောင့် ဇော်ကြီးတို့၃ယောက်လည်းမွေယိုကြည့်ပြီးကြောက်လန့်သွားကြတယ်။မွေကြီးကတော့သူတို့၃ယောက်ကိုဒေါသတကြီးနဲ့ကြည့်ပြီးရှံပြူတော့မလို့လုံနေပါတယ်။ကြည့်ကြည့်ကြည့်အောင်ဇော်စောရောမွေရတသေးလေးအခုအရန်ကိုကြည့်ရမွေတကောင်ဖြစ်သွားပြီ။ငါငါငါတော့ငါကြောက်တယ်နော်။ဟာငါငါလည်းတလောက်ကြည့်ရမွေမနိုင်တော့ဘူးကွာ။ငါတို့အသက်ချမ်းသာချင်တော့ဒီကနေ့အမြန်ပြေးမှရမယ်ကွာ။တတတဆီတဆီမွေဖြစ်ရမယ်ကွာ။ပြေးဟေးပြေး။ ။စောကြီးကတော့ကြောက်လန့်တကြားနဲ့အမြန်ထွက်ပြေးသွားပါတယ်။စောကြီးပြေးသွားတော့မြင်တော့ကိုထင်းနဲ့ကိုဝင်းတို့လည်းအနောက်ကနေအမြန်ပြေးလိုက်သွားကြတယ်။သူတို့သုံးယောက်နောက်ကိုမွေကြီးကလည်းအမြန်လိုက်သွားပြီးပေါက်တက်လိုက်ပါတယ်။အစိတ်ပြင်းတဲ့မွေရဲ့ပေါက်တောင်ခံလိုက်ရတဲ့စောကြီးတို့သုံးယောက်ကတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားခဲ့ကြတယ်။ခဏနေတော့အောင်ချစ်တယောက်တောနဲ့ပိုင်းနဲ့ကိုရောက်လာပါပြီ။အောင်ချစ်ကတော့အဖို့မပါပဲတနေကောင်အောင်ပင်ပန်းနေတာကြောင့်ကိုကိုကိုပဲအားပြန်ပေးရပါတယ်။ ။အောင်ချစ်ကတောရဲကိုဝင်လာရင်တိတ်ဆုံးနေတဲ့သူတွေရဲ့အလောင်းတွေကိုလည်းမြင်လိုက်ရပါတယ်။အောင်ချစ်ဝင်လာတော့တက်တော်ကြီးတစ်ခုလုံးကအရှမ်းကိုတိတ်ဆိတ်နေပြီးစိတ်ထဲမှာလည်းအေးဆက်ဆက်ကြီးခံစားနေရပါတယ်။အောင်ချစ်လည်းခက်သွက်သွက်လမ်းလျှောက်လာရင်အရှိခလန်းလန်းရောက်လာတော့အပင်တပင်အောက်မှာပပင်းထောင်ပြီးကြည်နေတဲ့မွေကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။မဲနှက်နေတဲ့မွေတစ်ကောင်က အောင်ချစ်ကိုစူးစူးဆက်ဆက်ကြည့်နေတော့အောင်ချစ်ရဲ့ခြေလမ်းတွေလည်းတုန်ဝင်နေရက်သွားပြီးရှေ့ဆက်မသွားဝင်တော့ပါဘူး။ အောင်ချစ်လည်းမွေကြီးကိုကြည့်ပြီးထိတ်လန့်သွားတယ်။သူလည်းချက်ချင်းပဲမွေကြီးကိုကြည့်ပြီးတော့တားမှန်လိုက်ပါတယ်။မွေကြီးရဲ့ကျွန်တော်မကြိုက်ပါနဲ့။ကျွန်တော်တော်ရဲကိုလာခဲ့တာဘသူကိုမှအန္တရာယ်ပေးဖို့မဟုတ်ပါဘူးဗျာ။ကျွန်တော်အဖေခံစားနေရတဲ့ရောဂါကိုကုသပေးနိုင်လို့အရေးစွန်ပြီးဒီတော့အုပ်လေးတဲ့ကိုရောက်လာရတာပါ။ကျွန်တော်ကျေးဇူးပြုပြီးသွားခွင့်ပေးပါနော်။သူရဲ့အရှိမရှိနေတဲ့မွေနဲ့ကြီးကတော့သူပြောနေတာတွေကိုသိကယူမဆိုင်ပါဘူးချက်ချင်းပဲ သူ့ရဲ့ခြေထောက်ကိုလှမ်းပေါက်လိုက်ပါရယ်အောင်ချစ်လည်းနာကျင်လုံးနာကြောင့်အော်ဟစ်လိုက်ပြီးချက်ချင်းပဲကြောက်လန့်တကြနဲ့ထွက်ပြေးလိုက်ပါရယ်အောင်ချစ်ကပြေးရင်းလွားရင်ကုတကူနောင်းကိုရောက်လာခဲ့ပြီးနာကျင်လုံးတို့နီးညွနေလိုက်ပါရယ်အခုဆိုရင်အောင်ချစ်ကမွေပေါက်ခံထားရလို့အစိတ်သင့်နေပါပြီသူ့ခန္ဓာကိုယ်တစ်ခုလုံးကပူလောင်လာသလိုခံစားနေရပါရယ်အိုးဒီမွေပေါက်လို့ငါသိရတော့မယ်အရင်နာတာပဲ ငါခုလိုတော့မသိနိုင်ဘူးငါသေသွားရင်အဖေကိုဘယ်သူကပြုစုဆောင်ရှောက်မှာလဲဟိုဖះရည်တပြည့်တော့ကူညီပေးပါအောင်အခုလိုပုံစံမျိုးနဲ့တော့မသေးပြရစေနဲ့ဒီတော့အုပ်လေးတဲ့ကနေဘေကင်းကင်းနဲ့ပြန်နိုင်ဖို့အရေးကြီးပါတယ်ကျွန်တော်အဖေရဲ့ယောဂကိုကုသပေးနိုင်ဖို့လည်းအရေးကြီးပါတယ်မဟုတ်ရင်ကျွန်တော်ရဲ့အဖေဟာယောဂဝေဒနာတွေခံစားပြီးသေသွားရပါလိမ့်မယ်အောင်ချစ်ကတော့သူသေသွားရမှာထက်အဖေဖြစ်သူကယောဂကိုခံစားရင်သေသွားရမှာကိုပိုဆိုးရင်နေပါတယ် အောင်ချက်ကတော့အခုဆိုရင်ရက်နေတာတော့မင်းကိုအားယူပြီးရက်နေရပါတယ်အဲ့ဒီအချိန်မှာပဲအောင်ချက်ကသူ့စီကိုရောက်လာတဲ့ရွှေမွေကိုကြည့်ပြီးဒုံလုံခြောက်ခြားသွားပါတယ်သူ့စီကိုရောက်လာတဲ့မွေက တကိုယ်လုံးရွှေရောင်ဖြစ်နေပြီးရွှေရောင်မွေကိုကြည့်ကစိတ်ထဲမှာရင်းနှီးနေတယ်လို့ခံစားမိလိုက်ပါတယ်ရွှေရောင်တောက်ပနေတဲ့မွေကအောင်ချက်ကိုကြည့်လိုက်ပြီးချက်ချင်းပဲသူ့ရဲ့ခြေထောက်ကိုလှမ်းပေါက်လိုက်ပါတယ်။အောင်ချက်လည်းအရင်ကကြောက်လန့်သွားပြီးရွှေမွေကို အခုလိုပြောလိုက်ပါတယ်။ ။အိုးရွှေမွေလေးရဲ့ငောက်မကြိုက်ပါနဲ့။ငါမင်းကိုအန်တီရပေးဖို့လာခဲ့တာမဟုတ်ရပါဘူး။မင်းစီမှာအခုညတောင်းချင်လို့လာခဲ့တာပါ။အောင်ချက်လည်းအကျိုးချောင်းရှင်းပြလိုက်ပါရယ်။ခဏနေတော့အောင်ချက်တယောက်စောစောကနာကျင်မှုတွေကိုမခံစားရတော့ပါဘူး။သူ့တကိုယ်လုံးကလည်းပေါ်ပါလာပြီးနကိုအတိုင်းပဲတက်တာကောင်းမွန်သွားတာကိုခံစားလိုက်ရပါတယ်။အဲ့ဒီချိန်မှာတော့အောင်ချစ်လည်းသဘောပေါက်သွားပါတယ်။ဒီလိုနဲ့သူလည်းဆော့ဆော့အထင်လွဲမိခဲ့တဲ့ပေါ်တောင်းမှန်စကားတွေပြန်ပြောလိုက်ပါတယ်။ အိုးအခုနတော့ကမင်းငါ့ကိုဘာလို့ပေါက်လိုက်လဲဆိုတော့ငါသဘောပေါက်သွားပြီငါဆော့ဆော့ကခံစားနေရတဲ့နာကျင်မှုတွေကချက်ချင်းပဲယူပြစ်တယ်လို့ပြောကင်းသွားတာပဲဘလို့ပဲဖြစ်ဖြစ်မင်းကငါကျေးဇူးတင်တယ်မင်းကလူအများလိုက်ရှာနေကြတဲ့ရွှေမွေလားမင်းငါ့ကိုကယ်တင်ပေးခဲ့တာကိုငါဘယ်တော့မှမမေ့ပါကွာလွန်ခဲ့တဲ့နှစ်များစွာမင်းလည်းငါ့ကိုကူညီပေးခဲ့ဖူးတယ်ဒါတော့မင်းမမတ်မိတော့ထင်နေအိုးဟုတ်လားတကယ်ကိုအံ့အားသင့်စရာပဲ ငါတော့မင်းနဲ့ပထမဆုံးတွေ့ခဲ့ရတဲ့အချိန်မမှတ်မိတော့ပါဘူးကွာ။အော်မင်းကမမှတ်မိတော့လား။မင်းငယ်ငယ်တုန်းကငါ့ကိုရွာသားတွေလက်ကနေကူညီခဲ့ဘူးတယ်လေ။မင်းပြောတာတကယ်လား။ငါစိတ်ထဲမှာလည်းရှင်းနေသလိုခံစားနေရတယ်ကွာ။ငါမင်းနဲ့ခုလိုပြန်တွေ့ရတာအရှင်းပြော်တယ်။မင်းကအရင်ကစိတ်ကောင်းရှိပြီးသစ္စာရှိရပဲ။ငါဒီတောအုပ်လေးထဲကိုရောက်လာပြီးတော့မင်းနဲ့ထပ်ပြီးမတွေ့ဖြစ်တော့လေ။တကယ်တော့ငါမင်းပြောသလိုလူတွေလိုက်ရှာနေတဲ့ရွှေမွေတကောင်မှာ မင်းလည်းငါ့ကိုလိုက်ရှာနေရမလားဟုတ်တာပေါ့ကွာငါ့ဖေမလေးအခုထူးဆန်းတဲ့ယောဂါကိုခံစားနေရတာဘလောက်ပဲကြိုးစားပြီးတော့ကုကုမတက်တာကိုဖြစ်နေတယ်အဲ့ဒါငါမင်းရဲ့အကူအညီလိုအပ်တယ်ကွာကျေးဇူးပြုပြီးတော့ငါနဲ့တူတူလိုက်ခဲ့ပါငါ့ရဲ့အဖေယောဂါတက်တာပြောက်ကင်းသွားရင်မင်းရဲ့ကျေးဇူးမမေ့ပါကွာအေးပါကွာငါမင်းရဲ့ဖေကိုကူညီပေးချင်ပေမဲ့ငါကိုယ်တိုင်တီတော့အုပ်လေးထဲမှာပဲရှောင်ပုံးနေရတာလေငါ့ကိုရွာသားတွေကလိုက်ရှာနေကြတာ တို့မြင်သွားတာနဲ့ငါ့ကိုချက်ချင်းပဲအန်ဒီအပေးကြလိမ့်မယ်မင်းုံငါကတိပေးပါရဲကွာငါ့အဖေနေပြန်ကောင်းလာရင်မင်းုံငါကာကွယ်ပေးပါမယ်မင်းငါ့အဖေရဲ့ယောဂါကုသပေးပြရနဲ့ငါကိုယ်တိုင်ပြန်လာပို့ပေးပါမယ်မင်းဘေးကင်းဖို့အတွက်စိတ်ချပါငါ့အဖေကိုကူညီပေးနော်ရွှေမွေကတော့အောင်ချစ်ကိုကြည့်ရင်သူ့ရဲ့ယူသားမှုတာဝန်ယူမှုဂျေဆုတည်တတ်မှုတွေကြောင့်ရွှေမွေရလည်းကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်းပြီလေ မင်းလက်တစ်ချိန်ကငါ့ကိုကူညီပေးခဲ့ဘူးတဲ့ငါမင်းအဖေရဲ့ရောဂါကိုပျောက်ကင်းအောင်ကူညီပေးပါမယ်ရွှေမွေလေးကလည်းအောင်ချစ်ပြောတာကိုသဘောတူလိုက်ပါတယ်ငါမင်းရဲ့ကျေးဇူးမမေ့ပါကွာဒီနေ့မှမင်းကိုကေယူဆိုင်ကာကွယ်ပေးမယ်လို့ကတိပေးပါတယ်အဲ့လိုနဲ့သူတို့နှစ်ယောက်ကစကားဆက်မြည်ပြောကြရင်အောင်ချစ်ကရွှေမွေလေးကိုသူ့အိမ်ခေါ်လာပါတယ်အောင်ချစ်ကတော့သူ့နဲ့အတူတူရွှေမွေလေးပါပါလာခဲ့လို့ပြောနေပါရဲ့ အခုဆိုရင်အဖေဖြစ်သူရဲ့ယောဂဝေဒနာကိုကုသပေးနိုင်တော့မှာဖြစ်ပါတယ်။အဖေအဖေအဖေပါမစိတ်မပူနေတော့နော်။ဒါတားတငယ်ချင်းရွှေမွေလေးကိုပါခေါ်လာခဲ့ပြီ။သူအခုအဖေကိုကုသပေးပါလိမ့်မယ်။ဘလို့ဒါတားတကယ်ပြောနေရလား။ရွှေမွေလေးကိုတကယ်ခေါ်လာလားတားရဲ့။ဦးဝင်းမောင်ကတော့တားဖြစ်သူရဲ့စကားကိုမယုံကြည်နိုင်ဖြစ်နေပါတယ်။နောက်တော့ဦးဝင်းမောင်ကသူ့ရဲ့ကတဲ့နပေးကလှူရှားနေတဲ့အိတ်ကိုကြည့်ပြီးတုံလှုပ်ခြောက်ခြားသွားပါတယ်။ ဦးဝင်းမောင်လည်းတီတော့မှတားဖြစ်သူပြောတာကိုယုံကြည်သွားပါတယ်အဖေဒီမွေမကြောက်ပါနဲ့သူကတားရဲ့ငွေချင်းမှာအဖေကိုကုသနိုင်ဖို့အရေးကြီးတယ်အဖေချက်ချင်းတက်တာသွားမှာနော်တားအဖေကတားရဲ့ငွေချင်းရွှေမွေကိုလာမကိုက်စေချင်မို့အဖေကအသက်ကြီးပြီလေတနေ့မဟုတ်တနေ့သေရမှာပဲဒီရွှေမွေလေးကိုယူလာနိုင်တာအဖေတားအတွက်ဂုဏ်ယူပါတယ်ဒါပေမဲ့ဘယင်ကြီးစီသွားရင်ပိုကောင်းပါလိမ့်မယ်အဲ့ဒါဆိုငါသားမြို့တစ်မြို့အုပ်ချုပ်ခွင့်ရမယ် တခြားရွှေငွေတွေကိုလည်းအများကြီးရမယ်ဆိုတော့တားရဲ့အနာကက်အတွက်ပိုကောင်းပါတယ်တားရဲ့။အော်အဖေရဲ့အဖေကတားအတွက်အရေးကြီးဆုံးပါပဲ။အဖေရဲ့ယောဂါကိုအရင်ပြောင်းကင်းအောင် ကုသပေးပြစေ။တားတီးရတနာတွေကိုစိတ်ဝင်စားပါဦးအဖေရဲ့။အောင်ချစ်ကတော့စီးစိမ်ရတနာတွေကိုမမက်မောပါဘူး။သူကတော့အဖေဖြစ်သူရဲ့ယောဂါဝေဒနာကိုပဲအမြန်တက်တာပြောင်းကင်းစေချင်ပါပြီ။ခဏကြာတော့ရွှေမွေကအိတ်ထဲကနေထွက်လာပြီးဦးဝင်းမောင်ရဲ့ခြေထောက်ကိုလှမ်းပေါက်လိုက်ပါတယ်။ ။ဦးဝင်းမောင်လည်းအရန်ကိုကြောက်လန့်သွားတယ်။ဒါပေမဲ့အရှင်တော်ကသူခံစားနေရတဲ့ယောဂဝေဒနာကတဖြည်းဖြည်းသက်တာလာသလိုခံစားလိုက်ရပြီးဦးဝင်းမောင်ကရွှေမွေလေးကြောင့်ပဲချက်ချင်းပဲထထန်နိုင်ပါတော့တယ်။အခုဆိုရင်ဦးဝင်းမောင်ရဲ့ယောဂဝေဒနာကလုံးဝသက်တာပြောက်ကင်းသွားပြီဖြစ်ပါတယ်။အောင်ချက်လည်းအဖိတ်ဖြစ်သူကြည့်ပြီးတော့အရန်ကိုဝမ်းသာသွားတယ်။အူဝင်းမောင်လည်းယောဂဝေဒနာတွေမခံစားရတော့တာကြောင့်ပျော်သွားပါတယ်။အောင်ချစ်ဒါလေးရဲ့ ။ဒါလေးကြောင့်အဖေပြန်ကောင်းလာပြီတားရဲ့။အဖေတကယ်ပြောတယ်တား။ဒါနဲ့ဟောရီယာရွှေမွေလေးကိုလည်းကျေးဇူးတင်ပါတယ်တားရဲ့။အဖေဒီရွှေမွေလေးကတားရဲ့တငယ်ချင်းမှာတားတို့ငငယ်လေးတရားတငယ်ချင်းနဲ့ဖြစ်နေကြလေ။သူကတားရဲ့အသက်သခင်ဆိုရင်လည်းဟုတ်တယ်။သူ့ကိုတားပြန်ပြီးကျေးဇူးပြုမှာပါ။အခုတော့သူ့ကိုအရင်နေရာမှာပြန်သွားထားပေးရမယ်။သူ့လူတွေကလှောက်ရှာနေကြတာ။ဘယင်ကြီးကလည်းအရန်လိုချင်နေတယ်။ တောအုပ်လေးထဲမှာတော့ရွှေမွေကိုလိုက်ရှာနေကြတဲ့သူတွေရောက်ရှိနေပါတယ်။သူတို့အားလုံးကတော့လောဘစိတ်ကြောင့်ရွှေမွေကိုမရမကလိုက်လံရှာဖွေနေကြတာပါ။ခဏနေတော့အောင်ချက်လဲသူတို့ရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်။ဥပစောတို့၃ယောက်ကတော့စကားစမြည်ပြောဆိုနေကြတယ်။သူတို့ရဲ့လက်ထဲမှာလည်းလေးနဲ့များကန်ဆောင်ထားပါတယ်။ခဏနေတော့ဥပစောကအောင်ချက်ကိုလှမ်းကြည့်လိုက်ပြီးသူတို့လိုရွှေမွေကိုလာရှာသူလို့ထင်သွားပါတယ်။ဦးလေးတို့ပြန်သွားတဲ့နေထက်နဲ့ တီများအရန်ကိုအန်တယ်များတယ်အစိတ်ပြင်းတဲ့မွေဆိုးတွေလည်းပေါ်တယ်ဒီတော့အုတ်ထဲမှာဆက်ပြီးရှိနေမယ်ဆိုရင်အန်တယ်နဲ့တွေ့ကြုံလာနိုင်တယ်အဲ့ဒါကြောင့်ဦးလေးတို့ပြန်မှာမင်းပါလို့ငါ့ကိုတတိလာပေးနေရလဲမင်းကြောင့်ပြန်သွားလေငါတို့ကတော့လှုပ်ရှားရှိတာဆက်လုပ်ရမှာပဲဒီတော့အုတ်ထဲမှာနတ်ဆိုးတွေမွေဆိုးတွေရှိနေတော့မှငါဘာမှမဖြစ်သွားဘူးငါတို့လာနောက်ရှန့်တော့မင်းကိုတိုက်ရလိုက်မယ်ကွာအကိုကြီးဒီကောင်ကကျွန်တော်တို့ဆီရွှေမွေကိုလူယူချင်နေတာထက်နဲ့ ဥပစောရဲ့လူတွေကအောင်ချစ်ကိုရံပြုတ်စကားဆိုနေကြပါတယ်။ခဏနေတော့ရွှေမွေကသူတို့စီကိုထွက်သွားလိုက်ပြီးတငယ်ချင်းဖြစ်သူအောင်ချစ်ကိုကာကွယ်ပေးထားပါတယ်။ရွှေမွေကတော့သူ့ကိုဖမ်းဆီးချင်နေတဲ့သူတွေကိုကြည့်ပြီးဒေါသတွေထွက်နေပါတယ်။ဥပစောကတော့သူတို့ရှာဖွေနေတဲ့ရွှေမွေဆိုတာကိုသိလိုက်ရတာနဲ့ရွှေမွေကိုကြည့်ပြီးလောဘစိတ်တွေတက်လာပါတယ်။ဟာငါတို့ရှာနေတဲ့ရွှေမွေပါလားအခုတော့ငါတို့တွေ့ပြီဟဲ့ မင်းကိုဖမ်းမိတာနဲ့မြို့တမြို့အုပ်ချုပ်ခွင့်ရတော့မှဒီကောင်းအောင်ရှင်တတ်ပြမရမယ်။သူကငါတို့စီကနေလူယူနေအောင်မယ်။ဒီရွှေမွေကိုငါတို့ပဲပိုင်ရမှာကွာ။ဟုတ်တယ်ကိုကြီး။သူ့ကိုတတ်ပြီးရွှေမွေကိုအမြန်ဖမ်းယူသွားရမယ်။ပြီးတော့မြို့တမြို့အုပ်ချုပ်ရမယ်။သူ့ကြောင့်ရည်ရွယ်ထားတာတွေပြည့်စည်ခံလို့မဖြစ်ဘူး။ဟုတ်ပါတယ်ကိုကြီး။မွေကိုအမြန်ဖမ်းလိုက်လေ။တော့ကြမရဘဲနေပါအောင်မယ်။ဒီမွေမလွတ်စင်နဲ့။မင်းတို့ရဲ့လောဘကြောင့်နဲ့မလုတ်တဲ့တာမလုတ်ကြပါနဲ့။ တီးရနေရွာပဲအမြင်ပြန်သွားကြပါမဟုတ်ရင်မွေဆိုးတွေကြောင့်ဒီတော့အုပ်ထဲမှာတေးရလိမ့်မယ်မင်းငါတို့လာပြီးချင်းချောင်နေနဲ့မင်းတယောက်တည်းတီးရွှေမွေကိုအပိုင်လိုချင်းညာမလားငါပဲမြို့အုပ်ချုပ်ခွင့်ရမှာကွာနားလေရဲ့လားဥပစောကတော့အောင်ချစ်ကိုတတ်ပြီးရွှေမွေကိုဖမ်းခေါ်သွားမလို့ကြံစီနေပါတယ်အဲ့ဒီချိန်မှာပဲတောအုပ်လေးတဲကနေမွေနဲ့ကြီးတကောင်ကတောသားတကြီးနဲ့ထွက်လာပါတယ်ရွှေမွေကိုဖမ်းဖို့လှုပ်နေတဲ့ဥပစောကတော့ တို့စီကိုရောက်လာတဲ့မွေစိုးကိုကြည့်ရင်ကြောက်ရွံ့ထိတ်လန့်သွားပါတယ်။အိုးငါဖမ်းတော့မလို့လုံနေတာဒုက္ခပါပဲ။အခုတော့မဖမ်းနိုင်တော့ဘူး။ဒီမွေစိုးကတောအုပ်ထဲကိုရောက်လာတဲ့လူတိုင်းကိုတတ်ပြတဲ့မွေမိတ်စာတကောင်ပဲ။မင်းတို့ငါနှုတ်ဆက်ပါတယ်။ငါရင်သွားနေပြီနော်။ပိုင်ပိုင်ကြေးပြီဟေး။ ဦးပစောကတော့သူ့ရဲ့အသက်ချမ်းသာရာရဖို့ပဲကြည်ပြီးဇင်မောင်တို့ထားခဲ့ပြီးသူတယောက်တည်းထွက်ပြေးသွားပါတယ်။ဦးပစောပြေးသွားတော့မြင်တော့ဇင်မောင်တို့လည်းဆက်ပြီးတော့မနေရတော့ပါဘူး။အမြန်နောက်ကနေပြေးလိုက်သွားကြတယ်။သူတို့သုံးယောက်စလုံးထွက်ပြေးသွားကြတော့မြင်တော့မွေဆိုးလည်းချက်ချင်းပဲအနောက်ကနေလိုက်သွားပါတယ်။ကဲမင်းလုံခြုံသွားပြီနော်။ငါမင်းကိုကြီးစွတ်တယ်မာရင်အခုအစားပြီးငါလည်းမင်းကိုပြန်ပြီးကူညီပေးမှာပါ။ရွာသူရွာသားတွေကဘာဖြစ်နေရလဲမသိဘူး။ ူတို့ဒီတော့အုပ်ထဲကိုနေတိုင်းလာနေကြတယ်။ဩဒါမင်းကိုလိုချင်နေကြလေ။လူရင်ကြီးကအမင်းထုတ်ထားတယ်။ရွှေမွေကိုဖမ်းခေါ်လာနိုင်မြို့တစ်မြို့အုပ်ချုပ်ခွင့်ပေးမယ်။ပြီးတော့ရွှေငွေအုပ်စာတွေလည်းပေးမာတယ်လေ။ဒါကြောင့်မင်းကိုနန်းတော်စီဖမ်းခေါ်သွားချင်နေရပါ။အခုပရင်ကြီးရဲ့မိဖုရားမှာထူဆန်းတဲ့ယောဂအောင်ခံစားနေရတယ်။မိဖုရားကြီးခံစားနေရတဲ့ယောဂအောင်ပျောက်ကင်းအောင်ကုသပေးနိုင်မယ်ဆိုရင်တော့ပရင်ကြီးစီကနေညာပြလာတဲ့ဆုလက်တွေကိုလည်းရအောင်ပါလေ။ ဒါကြောင့်လူတွေစုဝေးပြီးတီတောအုပ်ထဲကိုရောက်နေရတာပါမင်းကိုလာရှာကြတာပါ။အော်အဲ့ဒါကြောင့်တီတောအုပ်ထဲကိုလာလာပြီးတော့ငါ့ကိုလိုက်ဖမ်းနေကြတာပေါ့။ငါမင်းတို့ကိုစိုးရင်နဲ့တော်သေးရပေါ့။မင်းကိုမွေနဲ့တကောင်ကဆောင်းလျှောက်ပေးနေလို့ဒီမွေကြောင့်အခုဆိုကြောက်လန့်နေကြပါပဲ။ရွာသားတွေကလည်းသူတို့မျောလင်းချက်ကြောင့်ရောက်လာကြတယ်။ငါလည်းကိုကိုကိုဘလို့ကာကွယ်ရမှန်းမသိတော့ဘူး။တီတောအုပ်လေးထဲမှာနေရတာတော့ပြောပါတယ်။ရွာသူရွာသားတွေ ဒီတော့အုပ်ထဲကိုထပ်ပြီးတော့မဝင်လာအောင်တားဆီးနိုင်မဲ့ကြံ့ကြံ့ရှင့်လဲပြောပါအောင်ဒီလိုသာဆိုရင်တော့ပီရင်ကြီးစီကိုတော့အလိမ့်မယ်ထင်တယ်မိဖျားကြီးကယောဂဝေဒနာခံစားနေရတယ်သူ့တခြားသမားတော်တွေနဲ့ဘလောက်ပဲကုသကုသပြန်မကောင်းလာဘူးလေငါတို့နန်းတော်သွားရင်ကောင်းနိုင်မယ်မိဖျားကြီးရဲ့ယောဂကိုပျောက်ကင်းအောင်ကုသပေးနိုင်တယ်ဆိုရင်မင်းတို့ဘသူမှလာပြီးနောက်ဆက်လို့မရအောင်ပီရင်ကြီးစီမှာတောင်းဆိုလို့ရတယ်အောင်ချစ်ပြောတာကိုရွှေမွေကလည်းသဘောတူလိုက်ပါတယ်ဒီနောက်မှာတော့သူတို့ညောင်လဲ နန်းတော်ကိုသွားလိုက်ကြပါတယ်။ဘယင်ကြီးကအောင်ချစ်ယူလာတဲ့ရွှေမွေကိုမြင်လိုက်ရတော့အရန်ကိုဝမ်းသာသွားတယ်။အောင်ချစ်လည်းဘယင်ကြီးကိုရှောက်တင်လိုက်ပါတယ်။မှန်လားပါဘယင်ကြီးဒီရွှေမွေလေးကမိဖုရားကြီးရဲ့ယောဂါကိုပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်။အိုးမင်းကအရန်ကိုတော်ပါပေတယ်။လူများစွာတော်တဲ့ကိုသွားကြတယ်။သူတို့မွေနဲ့ကြောင့်တည်ဆုံးခဲ့ရတယ်။မင်းကလူပေါင်းများစွာထဲမှာမှဒီရွှေမွေကိုရအောင်ယူလာနိုင်တယ်။မင်းကတကယ်ကိုစွမ်းဆောင်နိုင်တဲ့သူပဲ။ မင်းကတကယ်ကိုတတ်တိရှိပြီးရဲရင်တဲ့သူပဲအခုအဆပြီးငါပြောထားသလိုမင်းကိုဒီမျိုးတမျိုးအုပ်ချုပ်ခွင့်ပေးပါမယ်ပြီးတော့ဂတိအတိုင်းပဲရွှေငွေအုပ်စာတွေလည်းများစွာပေးပါမယ်ကျေးဇူးတင်ပါတယ်အရှင်မင်းကြီးတကယ်တော့ရွှေမွေလေးကမိဖျားကြီးကိုကယ်တင်ပေးနိုင်မဲ့သူပါသူ့ရွာသူရွာသားတွေကအလောက်ရှက်ပေးနေကြပါတယ်ကျေးဇူးပြုပြီးသူ့အတွက်တောင်းဆိုပြစေကောင်းပြီလေပြောပါငါပါများလုပ်ပေးရမလဲဒီလိုပါ ကျွန်တို့ရဲ့တငယ်ချင်းရွှေမွေလေးအတွက်တောအုပ်တစ်ခုလုံးကိုအပိုင်ပေးစေချင်ပါတယ်။ရွာသားတွေကိုလည်းသူ့ကိုထပ်ပြီးမနှောက်ရှက်အောင်တားမြစ်ပေးစေချင်ပါတယ်။အိုးမင်းကလူကောင်းတယောက်ပဲ။ကောင်းပြီမင်းတောင်းဆိုတဲ့အတိုင်းဖြစ်စေရမယ်။ရွာသားတွေကိုဒီချိန်အားစပြီးမင်းရဲ့ရွှေမွေလေးကိုအနှောက်ရှက်မပြုတ်နိုင်အောင်အမိန်ပေးလိုက်ပါမယ်။ကောင်းပါပြီပရင်ကြီး။မိဖျားကြီးရဲ့ရောဂါအမြန်ဆုံးကုသပေးဖို့အချိန်တန်ပါပြီဘုရင်ကြီး။အောင်ချစ်ကသူ့ရဲ့တငယ်ချင်းရွှေမွေလေးနဲ့တူတူ မိဖုရားကြီးရဲ့နန်းဆောင်ထဲကိုဝင်သွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရွှေမွေကအိတ်ထဲကနေထွက်လာပြီးသူ့ရဲ့အရှိမရှိနေတဲ့မိဖုရားကြီးကိုလှမ်းပေါက်လိုက်ပါတယ်။ပြီးတော့ရွှေမွေလေးကအိတ်ထဲကိုတဖြည်းဖြည်းပြန်ဝင်သွားပါတယ်။မိဖုရားကြီးကတော့မော်အစွမ်းရှိတဲ့ရွှေမွေကြောင့်ပဲသူခံစားနေရတဲ့ယောဂဝေဒနာတွေကချက်ချင်းဆိုသလိုယူပြစ်သလိုပျောက်ကင်းသွားခဲ့ပါတယ်။အခုဆိုရင်မိဖုရားကြီးကပုံမှန်တိုင်းကိုပြန်ဖြစ်သွားပါပြီ။ပြင်းကြီးကတော့မိဖုရားကြီးကို အရန်ကိုဝမ်းတာပျော်ရွှင်ကျေနပ်သွားပါတယ်။အိုးမင်းကြောင့်ပဲငါမိဖုရားကြီးကတတ်တာကောင်းမွန်သွားပြီ။မင်းုံကကျေးဇူးတင်ပါတယ်။အခုမင်းုံကဂတိပေးထားသလိုမြို့တစ်မြို့ကိုအုပ်ချုပ်ပါ။မင်းရဲ့ဆန္ဒအတိုင်းဖြစ်စေရမယ်။ကျွန်တော်မြို့တစ်မြို့ကိုအုပ်ချုပ်ခွင့်ရပေမဲ့ရွာသားတွေတော်ရဲကိုထပ်မသွားစေချင်ပါဘူး။သူတို့ကကျွန်တော်ရဲ့တငန်ချင်းရွှေမွေကိုအနောက်ရက်ပြီးမှစိုးရင်ရပါတယ်။အိုးဒီကောင်လေးကတကယ်ကိုစိတ်ကောင်းရှိပြီးလူတော်လေးပါပဲ။ ။သူကပါကူမှမမျောလင့်ပဲငှောက်ကူညီပေးခဲ့တယ်။မိဖျားကြီးကိုတကယ်ကူညီပေးခဲ့တာရွှေမွေလေးပါ။ကောင်းပြီလေ။မင်းကိုမြို့တစ်မြို့အောက်ချုပ်ခွင့်ပေးပြီးငါရဲ့သမီးတော်လေးနဲ့လက်ထပ်ထိမ်းများပေးမယ်။မင်းလိုလူကောင်းတွေရဲ့ကျေးဇူးကိုပြန်ဆက်နိုင်ဖို့ငါပြောသလိုလုပ်ပါမင်းကတကယ်ကိုစိတ်တပေါ်ထားပြေဝသူပါမင်းကိုငါကတိပေးပါတယ်အခုချိန်ကစပြီမင်းရဲ့ရွှေမွေလေးကိုဘယ်သူမှထပ်ပြီးမနှောက်ယှက်စေရပါဘူးဘယင်ကြီးအောင်ချစ်တောင်းဆိုတာမှန်သမျှကိုလိုက်လျောပေးခဲ့သလို ူရဲ့တငယ်ချင်းရွှေမွေကိုလည်းဘသူမှမနှောက်ယှက်စေရဘူးလို့ကတိပေးလိုက်ပါတယ်။ပရင်ကြီးစီကနေပြန်လာတော့အောင်ချက်နဲ့ရွှေမွေတို့ကစကားတွေပြောလာကြပါတယ်။ကဲရွှေမွေအခုချိန်အားစပြီးတော့မင်းစိတ်ပူနေစရာမလိုတော့ဘူးနော်။မင်းကိုနှောက်ယှက်မဲ့သူထပ်ပြီးတော့ရှိတော့မှာမဟုတ်ဘူး။မင်းတီတော့အုပ်လေးထဲမှာအေးအေးချမ်းချမ်းနဲ့နေလို့ရပြီ။ငါ့ကိုအခုလိုကိူးဆိုင်ပြီးလို့ကျေးဇူးတင်ပါတယ်နော်။ငါတို့မိတ်ဆွေကောင်းတဲ့ဖြစ်ဆက်ပြီးတော့ရှိနေမှာပါ။ငါလည်းမင်းရဲ့ကျေးဇူးတရားဘယ်တော့မှမမေ့ပါဘူးကွာ။ ငါအမြဲတမ်းမှတ်ထားပါမယ်။ငါလဲမင်းအတွက်ဆူတောင်းမေးပါတယ်။ငါတို့နောက်တော့အတူတူပြန်ဆောင်ကြတာပေါ့။အားလုံးပေါ်မှာလည်းအခုလိုစေတနာမြတ်တာထားပြီးအောက်ချက်ဝေးပါ။ဒီနောက်မှာတော့စိတ်ကောင်းရှိတဲ့အောင်ချက်ကနန်းတော်ပြန်သွားခဲ့ပြီ။ပရင်သမီးတော်လေးနဲ့လက်ထပ်ခဲ့ပါတယ်။ဒီနောက်မှာတော့အောင်ချက်ကသူ့ရဲ့တငယ်ချင်းဖြစ်သူရွှေမွေလေးကို သူကတိပေးထားသလိုအပြန်အလှန်ကူညီပေးရင်တိုင်းပြည်ကိုတရားသဖြင့်အောက်ချက်ကပျော့ပျော့ရွှင်ရွှင်နေထိုင်သွားခဲ့ကြပါတယ်။ဟုတ်ကဲ့ပါရှင်။ ဆက်လန်းလေးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ပရိသတ်တွေအားလုံးပဲအခုဆက်လန်းလေးကိုကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ယုံကြည်ပါရရှင်။စိတ်ကောင်းရှိတဲ့သူ၊ယူသားဖြူစင်တဲ့သူ၊မြစ်တာတရားနဲ့ပြည့်ဝတဲ့သူကနောက်ဆုံးမှာတော့အောင်မြင်ပြည့်စုံခြင်းကိုခိုးဆွတ်နိုင်ခဲ့ပါတယ်။အားပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ဆက်လန်းတစ်ပုတ်မှာပရိသတ်တွေနဲ့တူတူပြန်ဆုံမယ်နော်။